အားလုံးပဲမင်္ဂလာပါရှင်။ဆီယမမိုးချူတင်းရင်မိုးချူတင်းမှတ်တမ်းဆိုရင်စာအုပ်ကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်။ဒီနေ့တပုတ်ကတော့မအေးအေးဆိုရဲအကောင့်ပိုင်ရှင်အတွက်ပါရှင်။ကြောင်နေငှက်လူတွေများစိတ်တွေညစ်ပြီးဆိုရင်ဘာလို့တကြတဲ့လဲကိုတွေးနေမိတယ်။ကိုဖို့မှာတော့စိတ်မပျော်ရွှင်ရင် ကိုသားသမီးလိုဖြစ်နေတဲ့ကြောင်လေးတွေနဲ့တာစော်လိုက်ပုတ်သက်လိုက်ကစားလိုက်နေမိတာပဲသူတို့နဲ့နေရင်စိတ်ပင်မနာစိတ်ခက်မတဲ့နာအစစ်မပြေတာတွေလဲခဏတပြုတ်တော့မိတယ်မပြောရွှင်တဲ့စိတ်တောင်လန်းလန်းဆန်းဆန်းဖြစ်လာတတ်တယ်သူတို့ကြောင်းပြောမယ်ရေးမယ်ဆိုရင် ပြောမကုန်ရေးမကုန် ကြောင်လေးတွေနဲ့စာရေးဖို့ခီးရပြက်နှိုးရတယ်လို့ပေါ့အရင်ကကြောင်လေးတွေခြံထဲမှာလာပေါက်ရာကတဖြည်းဖြည်းတင်းသွင်းပြီးကင်လို့ရလာတော့အရင်ပေါက်ခဲ့တဲ့ငါးကောင်ကအိမ်ထဲမှာနေနောက်ပေါက်တဲ့ငါးကောင်ကခြံထဲမှာနေလို့အတီးတီးနည်းနမိတ်သတ်မှတ်ထားကြတယ်။နောက်တော့စုံးတဲ့ကလေးကစုံးအိမ်ပြောင်းတဲ့ကောင်ကပြောင်း ကားတိုက်တဲ့ကလေးကအတိုက်ခံရဆိုတော့အိမ်မှာခုစုလေးကောင်ပဲကြံမာတော့တယ်။ပဲများတဲ့ပဲတုပ်ကလေးသမီးဖြူရင်အနက်ကြားအိုဘာမရင်အထီးတကောင်နဲ့ကြံနေအကြီးကောင်ရင်နောက်တကောင်ကစပယ်တင်နေနှကမ်းမှာမှဲ့လေးလိုထင်းထင်းနဲ့အနက်ဆက်ကလေးရှိတာမို့စပယ်တင်လို့နာမည်ပေးလိုက်တာ။ ကြောင်ထီးထင်ပြီးအိုဘားမားလို့နာမည်ပေးလိုက်ပြီးမှအမားဖြစ်နေတယ်လို့မျိုးစပယ်တင်ပေးပြီးမှအထီးဖြစ်နေရင်အခက်မို့တေချာကြည့်ပါဟဲ့လောက်ရသေးတယ်အခုသူတို့တွေ channel မှာကို့အမျိုးသားကကြောင်အင်္ဂလိပ်နှလုံးစောက်ပေးထားတယ် internet ကနေကြောင်တွေတွေအင်္ဂိုတေချာရှာဒီဇိုင်းထုတ်ပြီးမှသုံးသက်သားနဲ့စောက်စီရီဘာရီတော့ကိုစောခင်းပြီး နေချင်းစပွဲလှုပ်ပေးထားတာပါသူတို့ကလည်းအဲ့ဒီအင်္ဂလိပ်ထဲမှာဝင်အိတ်တယ်နေပါတယ်ခြံထဲမှာနေရပြီဆိုတော့လေငကိုကမှတိုးချောင်ဆက်တွေဆိုတော့ပူပြီးကြံကြံတန်တန်ကြကြရရရတွေဖြစ်ကုန်နေနေတိုင်းအစာကျွေးနေတဲ့ကိုရုကိုတော့စိတ်မထင်ရင်မထင်သလိုခီခီနဲ့ပြန်ဟောက်တတ်တယ်ဒါပေမဲ့ဘယ်ကိုမှတော့ထွက်မသွားဘူး အထူးအိမ်ခင်နဲ့ထူးအိမ်ခင်တွေပါ။ခြံထဲမှာပဲလဲလိုက်၊စုပ်လိုက်နေနေကြတယ်။ကိုတို့လည်းကြည်နူးနေတာပေါ့။သူတို့တဘာဝအတိုင်းစောကြ၊ကစားကြ၊တစ်ပင်ပေါ်ပြည့်တက်လိုက်ကြနေဆိုတော့စိတ်ချမ်းသာမိတာပေါ့။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကတိတ်မကြလိုက်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကပုတ်တင်ညူတွေဖန်ဆော့ ကင်းလိန်ရှုံးလိုကောင်မျိုးတွေဖမ်းလာတခါကတော့သူတို့လက်နဲ့ဖိထားတဲ့ခက်လှုပ်လှုပ်ဟာလေးကြိလိုက်တော့ငှက်ပေါက်စာလေးဖြစ်နေတာကိုငှက်ကလေးရဲ့ခေါင်းကလေးကိုအိုဘားမားကလက်နဲ့ဖိထားတယ်ခဏနေတော့လှွတ်လိုက်တယ်ငှက်ကဂမူရှူတို့ခုံဆွပြီးပြေးတော့တလန်းနှလန်းလောက်လှမ်းပြီးပြန်ဖိထားတယ်ပုံစံကတော့တကယ်အချင်းပဲစောတဲ့အရွယ်တွေဆိုတော့ မြောင်မူးလေးတို့လျှက်စည်းလက်တို့နာမည်ပေးရမယ်အပေါ့ငါပေါ့စားလေးကိုလေးကောင်သာဆော့လိုက်ကြတာပြောင်းဆန်နေပါရောလားစားခြင်းလို့တော့မဟုတ်တာသေးကြတယ်စားတာကလည်းတခါမှမတွေ့ဘူးလေအစာလဲဝနေတော့ဆော့ယုံဆော့တာပါဒါပေမဲ့ကြောင်ကြည့်စားရငှက်မခံတာဆိုသလိုငါပေါ့စားလေးတွေလည်းတေကုန်သလားမသိဘူး နောက်တနေ့ကစပြီးသူတို့ရဲ့မဟာယန်သူပေါ်လာတော့တယ်။ငှက်မကြီးလို ကိုထင်တာပဲ။မနဲ့မိုးလင်းကလေးကတကားဝမှစောင့်နေတယ်။ခေါမိုးစုံမှနားပြီးအတကုံချစ်အော်နေတာပါ။စပီကာကော်နာများထိနေသလားမသိ။သူရင်တွေခန်းစားချက်တွေအကုန်ပောက်ကွဲအော်ဟေ။ငါကလေးတွေပြန်ပေးလို့ကြောင်တွေကိုအော်ဟစ်တောင်းဆိုလိုက်တယ်။ ကြောင်တွေကလည်းခက်တီတီပဲပြန်ပေးစရာလည်းမရှိတော့ငှက်တွေကလည်းစော့တာတိတ်ကုန်ပြီဒါနဲ့မချားချင်အောင်စောင်းနေပုံပဲရုတ်တီကြီးနဲ့အိုဘားမဆိုရင်ငုတ်တုတ်ထိုင်နေတယ်အကြီးကောင်ကလည်းသူ့မလုပ်တလို့လို့အဖြူမကလည်းငှက်ကောင်ကလေးငုံမိယုံမဆိုတဲ့အထနဲ့ကိုရိုးရဲ့နောက်ဖေးထွက်တဲ့အပေါဝါနာမှာ သူတို့ကြောင်အင်္ဂလိပ်တွေရှိတာပါအစာကျွေးရင်လဲအဲ့ဒီနောက်ဖေးပေါက်ကနေပဲထွက်ကျွေးတာငါကလည်းအပီပြင်ကို အပေါ့ဝမှာလာဆောင်နေတာပါလာစာရဲ့စားကြည်စမ်းထိုးတုပ်ပြစ်လိုက်မယ်လို့ကျင်းဝါနေပုံပါပဲတကယ်လဲလုံရဲတဲ့ငှက်မဆိုတာကြာတော့ကိုတို့လည်းသိလာရတယ်ငှက်ကတကောင်နေကြောင်ကလေးကောင် ဒါပေမဲ့ကြောင်လေးကောင်စလုံးစားကောင်းခြင်းမစားရစော့ကောင်းခြင်းမစော့ရအစာကျွေးခြင်းဆို စားမယ်ကြရင်ကြောကုန်းကိုငှက်ကထိုးတုပ်လိုက်တယ်တခါငုံစားနေပြန်တော့ကြောကအမွှေးတစုံငှက်လက်ချားတဲ့ပါသွားပြန်ရောရေကလေးတောက်မယ်ကြရင်နေရွက်ကိုဖျက်တုပ်လိုက်လို့နားဆုပ်သွားပြန်ပါပေါ့အရင်ကလိုခြံထဲမှာလှည့်ပြူဘယ်နေနိုင်မှာတော့မလဲ ငါကမျက်စိတောက်ထောက်ကြည့်နေတော့တာကိုကြောင်ဆိုတာကလေလေးဘက်ထောက်သွားတဲ့တရွားဆိုတော့လမ်းလျှောက်နေတော့ငှက်ပြန်လာတာကိုမမြင်ရဘူးလေငါကလေသူ့ကလေးတွေတေထားတာဆိုတော့မကျေနပ်နိုင်ဘူးသူတေကိုတေလေးကောင်တကောင်ချင်းချမယ်လို့ဆုံးဖြတ်ထားပုံရတယ်ကိုတို့မှာတော့ငှက်ကလေးတွေစိုးစီစိုးစီလို့လဲကြပြမရွတ်နိုင် တန်ငုံချစ်អော်နေတာဘမာဆိုးစီဖြစ်မှာတော့ငိုကြွေးနေတဲ့အတန်ဟာလူစကားမဟုတ်တဲ့ငှက်တန်တောင်းနားထောင်လို့ตาရနာပြောပွဲမဖြစ်ဘူးတနာစရာကောင်းပါပြီ တရိစံတွေဟာအချိန်ကြာရှည်မမတ်မိတတ်ဘူး shop တက် memory ပဲဆိုတာဘမာမှန်လို့တော့ဒီငှက်ကကောက်ရုံးမီဟုတ်ပုံမရဘူးကိုရိုးအိမ်မှာတော့ကြောင်နေငှက်စစ်ပွဲဟာ အခုဆိုတပတ်ကြောကြာနေပြီ။ကြောင်တွေကလည်းဒီငှက်ကိုအပြက်ခုတ်လိုက်ဖို့ကြံ့စီနေတယ်။တပင်ပေါ်ကနေလှန့်ခုံအုပ်တယ်။ကြောင်သားခြေကားရလက်ကားရနဲ့မြေပေါ်ပြန်ကျလာတာ။ငှက်ကတော့ရွှေခနဲတစ်ချက်ခုံပြန်သွားတယ်။ကြောင်တွေရဲ့ကြောကိုပွတ်တက်လိုက်ရင်လည်းအရင်လို မချောမွေ့တော့ဘူး။ငှက်ကုတ်ရပြရပွားနေ။ အမွေတွေလည်းတဆုတ်တဆုတ်နဲ့နဲတာမဟုတ်လမ်းတော်ဖြောင်ဖြောင်မလျှောက်ရင်အစားတော်ကောင်းကောင်းမစားရင်ဘယ်ချိန်များငှက်ကလာကုန်မလဲတထိတ်ထိတ်နေ အိမ်ထဲမှာပဲပုံပြီးနေရတယ်မနေကတော့ကိုလဲငါကောင်တွေဘလို့များနေကြတယ်လဲလို့ဗရင်ပေါက်ကလှန့်အကဲခက်လိုက်တာ မပြုံးမဲဝလုံးကွဲရေလိုက်ရတော့တယ် ။ဘာဖြစ်လို့လဲဆိုတော့အိုဘားမားကပက်လက်ကြီးလှမ်းပြီးမျက်ခင်းပေါ်လှဲ့နေရတာကို ကိုလေမွေးကလေးကကြောင်နေနဲ့မွေးလာပေါင်းများပြီ။တခါမှကြောင်တွေမအိပ်ဖဲပက်လက်ကြီးလှမ်းနေတာမတွေ့ဘူးဘူး။အခုတော့ကြောင်လဲကြောဆုပ်ပါများတော့ငှက်ကုန်ပါဆိုလို့ပက်လက်ကိုလှမ်းပြီးမျက်လုံးပြူးကြည့်နေရတဲ့အဖြစ်ကိုရောက်ပါလေရော။ ဒါမှနှက်လာရင်လက်နဲ့ခြောက်ရမှာကိုအဲ့ဒါကိုကြည့်ပြီးကိုလဲရီမိတော့တာပေါ့တကယ်တော့ကြောင်နဲ့ငှက်ဆိုရင်ဘသူအားသာသလဲမေးစရာမလိုသူငယ်တန်းကလေးတောင်တည်ပါရဲ့ပြီးတော့လဲကြောင်ကလေးကောင်ငှက်ကတကောင်အင်းအားချင်းကလည်းမမြဒါပေမဲ့ငှက်ကလေးရဲ့ဇွဲနဲ့ဒစိုက်မမက်လောက်ရက်က အင်းအားကြီးပါတယ်ဆိုတဲ့ကြောက်နောင်ကြောက်ပြီးပက်လက်လန်ရတဲ့ဘဝရောက်တာကိုကိုလဲဗရင်းပေါက်ဘောင်ပေါ်မှာမေးတင်ပြီးမယက်မနာ လူလာခောက်ပြန်ပြည့်ရင်ကြံနေတဲ့နှစ်ကလေးကိုကြည့်ရင်တွေးမိတဲ့အတွေ့အကြုံကို စာရေးပြီးမှတ်တမ်းတင်လိုက်မိပါတော့တယ်မိုးချိုတင်ဂျွန်၁၂၂၀၀၉